မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။မိဘပြည်သူများရှင်ကျမတို့ Prime Media အနေနဲ့ဒီနေ့မနက်ပိုင်းမှာဆိုရင်နိုင်ငံတကာရေးရလေးလာသုံးသပ်သူဆရာကြည်စိုးလင်းနဲ့အတူဆွေးနွေးလေးလာမျက်မှောက်ရေးရအပိုင်း၈အစီအစဉ်လေးကိုရိုက်ကူးခဲ့ပါတယ်။ဒီအစီအစဉ်လေးမှာဆိုရင်ဒီရက်သက်ပတ်အတွင်းမှာဖြစ်ပွားသွားခဲ့တဲ့နိုင်ငံတကာရေးရကိစ္စရပ်များကိုဆရာကြည်စိုးလင်းကနေပြီးတော့ဆွေးနွေးသုံးသပ်ပြီးတင်ပြထားတာဖြစ်ပါရှင့်။နိုင်ငံတကာရေးရလေးလာလို့သူများအနေနဲ့လွယ်ကူရိုးရှင်းစွာ ချိန်တိုတွင်းမှာနိုင်ငံကရေးရများသိရှိသွားနိုင်တဲ့အတွက်အင်မတန်အကျိုးရှိတဲ့အစီအစဉ်လေးဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ Prime Media မြန်မာ YouTube Channel မှာကြည့်ရှုအားပေးကြဖို့အတွက်လည်းကျွန်မအနေနဲ့ဖိတ်ခေါ်ပါရစေရှင့်။ဒီနေ့ပထမဆုံးတင်ဆက်ပေးရမှာတော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်တိုင်မဲ့ဒေါ်စနာမဲအကြောင်းကိုကျွန်မအနေနဲ့တင်ဆက်ပေးချင်ပါတယ်။ကျွန်မသတင်းတွေကိုကြည့်ရှုတဲ့မိဘပြည်သူတွေများတဲ့မှာဒေါ်စနာမဲကိုနှစ်သက်တဲ့သူတွေလည်းပါဝင်မှာပါရှင်။ဒီပုံကိုယ်တွေအတွက်ဒေါ်စနာမဲက ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အနေနဲ့ရွေးကောက်ခံဖို့အတွက်ပြန်လည်ရောက်ရှိလာတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မယ်လို့လည်းကျွန်မထင်ပါတယ်ရှင်။ဒါကြောင့်ဒီရင်လေးကိုကျွန်မရွေးချယ်ပြီးတော့တင်ဆက်ပေးချင်တာပါ။ဒေါ်ဆန္ဒမင်းဟာဆိုရင်တတိပုတ်ကလပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့လာတာမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်ရှင်။ဒီလိုရှင်ပြန်မယ်ဆိုတဲ့အကြောင်းလေးကိုဒီမနက်မှာပဲသတင်းဌာနတွေမှာသတင်းလေးတွေတက်လာပါတယ်ရှင့်။ဒေါ်စနာမင်းပြောကြားသွားတာလေးကိုလည်းကျမအနေနဲ့ပြန်လည်ပြီးတော့မျှော်ပေးကြပါမယ်။ကျမအနေနဲ့လာတာမြို့နယ်ကနေပြီးတော့ တတိပုတ်ကလပ်ကိုစလဲလောင်းဖြစ်နေပြည်သူ့လွှတ်တော်ကိုစလဲနေရာကနေဝင်ရောက်ရှင်ပြန်သွားပါမယ်ဆိုပြီးတော့တဆန်မေကပြောထားပါရဲ့ရှင့်ဒါပြင်သူမအနေနဲ့ဆက်လက်ပြီးပြောကြတာကတော့ကျမတို့ကနိုင်ငံရေးသမားဖြစ်တဲ့စိတ်တက်ကြတဲ့အခါလဲရှိတယ်အောင်မြင်တဲ့အခါလဲရှိတယ်အောင်မြင်မှုကြာရှုံးမှုတွေရှိပါတယ်ဒါပေမဲ့ကျမတို့ကနိုင်ငံရေးသမားတွေဖြစ်တဲ့အတွက်အတိုင်းပြည်ပေါ်မှာစေတနာအစစ်အမှန်ထားပါတယ်ကျမတို့ရဲ့စိတ်တက်ကအတိုင်းပြည်ကိုကြိုးပြုတ်ခြင်းနဲ့အတိုင်းပြည်ပေါ်မှာစေတနာထားပြီးတော့ဆက်လုပ်ခြင်းနဲ့ဆက်လုပ်ဖို့ဆန္ဒကလည်းသူမအနေနဲ့ရှိတယ်လို့ပြောထားပါရှင့် ဒေါက်ဆနာမေယဆိုရင် NDF ပါတီမှာဒုတိယဥက္ကဋ္ဌအနေနဲ့ရုပ်ကဘုံမှုအတွက်လည်းဝင်ရောက်ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ NDF ပါတီဟာပါတီဝင်ဥယျာဉ်မပြည့်မီတဲ့ပြစ်ချက်နဲ့ပါတီဖျက်သိမ်းခံလိုက်ရပါရဲ့ရှင့်။ဒါကြောင့်ဒေါက်ဆနာမေယဆိုရင် လာတာမျိုးနဲ့အတွင်းကပြည်သူလူထုတွေရဲ့တောင်းဆိုချက်အရတတိပုဂ္ဂလပြည်သူ့လွတ်တော်ကိုယ်စားလှယ်အနေနဲ့လာတာမျိုးအနေပြီးတော့ဝင်ရောက်ရှင့်တိုင်မှာဖြစ်ပါရဲ့ရှင့်။ပြောရမယ်ဆိုတော့ဒေါက်ဆနာမေယနိုင်ငံရေးမှာ ရှိမီနောက်မီလို့ပြောလို့ရတာပေါ့နော်။ဒီပုံပုံကိုယ်တွေနိုင်ငံရေးထဲမှာရှိနေတာက လွတ်တော်ထဲရောက်လာဖို့အခွင့်အလမ်းတွေကြိုးစားတာကမှားရင်းနဲ့လုံဆောင်ချက်တော့မဟုတ်ပါအောင်ရှင့်ဒေါ်စနာမင်းကိုဖိတက်တဲ့သူအနေနဲ့မဲပေးခြင်းနဲ့ဆိုလဲပေးလို့ရပါတယ်ဒေါ်စနာမင်းကဆိုရင်တတိပုတ်ကလပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေနဲ့လွတ်တော်ထဲရောက်လာပြီးတော့အတိုက်ခံကောင်းနေနဲ့တိုင်းကျိုးပြည်ပြုတ်နိုင်ငံရေးသမားဖြစ်နေရက်တည်နိုင်မယ်လို့လည်းကျွန်မနေယုံကြည်ပါရဲ့ရှင့်ဒါကြောင့်ဒီရင်လေးဝိပတ်သူများအတွက်ဒေါ်စနာမင်းကိုမဲပေးခြင်းနဲ့ပုံကူများရှိခဲ့သည်ရှိသောဒေါ်စနာမင်းရွက်ကွက်ဝဲပြန်လဲဝင်ရောက်မယ်ဆိုတဲ့သတင်းလေးကိုကျွန်မပြန်လဲပြီးတော့မျှော်ပေးတာဖြစ်ပါရဲ့ရှင်။ ကျမအနေနဲ့ဒီသတင်းလေးမှာအသုံးသက်ချက်ကတော့အများကြီးထည့်ချာမရှိပါဘူးရှင်။သတိပြုစင်ကြင်စရာကျမတို့ထားရှိရမယ့်စိတ်ထားလေးကြောင့်ပဲပြောချင်ပါတယ်။ကျမတို့အခုဆိုရင်ရွေးကောက်ပွဲရရှိတော့မယ်ပေါ့နော်။နိုင်ငံရေးပါတီတွေနိုင်ငံသမားတွေဟာနီလန်းမျိုးစုံနဲ့ကြိုးစားနေကြပါတယ်။ဒီလိုကြိုးစားကြတဲ့အထက်မှာရိုးသားကြိုးစားတဲ့သူတွေကိုကျမတို့လွှတ်တော်ရဲရအောင်လို့ရွေးချယ်လို့ရပါတယ်ရှင်။လွှတ်တော်ရဲရပြီးနောက်မှသာနိုင်ငံတော်အတွက်အကျိုးမပြုတဲ့အဆိုတင်သွင်းမှုတွေ နိုင်ငံတော်အတွက်အကျိုးရုပ်စေတဲ့ကိစ္စရင်လှုပ်ဆောင်လာမယ်ဆိုရင်တော့ကျမတို့ကဝေဖန်ပြီးတော့ထိန်းချုပ်မှုအတွက်ကိုစူးစမ်းကြရမှာဖြစ်ပါရဲ့။ဒါကြောင့်လှုပ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေအနေနဲ့ကျမတို့ကအရင်ဝေဖန်တိုက်ခိုက်တာတွေမလုပ်ပါအောင်ရှင့်။ကောင်းတဲ့အချက်လေးတွေ့လို့ရှင့်ချီးကျူးလိုက်ပါတယ်။မကောင်းတာတွေဆိုဆယ်ချက်မှတစ်ချက်လောက်ပဲပြောပါတယ်။ဘာကြောင့်လဲဆိုရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြတာကတရားမျှတသောလှုပ်ဆောင်တဲ့နော်ကိစ္စတစ်ခုပါ။ပြီးတော့ကျမတို့ကစာနာမစောပါအောင်ရှင့်။ ရွေးကောက်ပွဲဝင်ကြတဲ့ပုံကိုယ်တွေအနေနဲ့ရွေးကောက်ပွဲကိုနိုင်အောင်ပြိုင်ကြပါစေအောင်ရှင်။ကျမတို့ကဆန္ဒဆော်ပြီးတော့ဟိုလူတက်ခိုက်ဒီလူတက်ခိုက်ဆိုတာကဘသူ့အတွက်မှအကျိုးမရှိသလိုမျိုးကိုယ့်နိုင်ငံသားအချင်းချင်းနဲ့အမုန်းတရားပွားစေပါလေ။ဒါကြောင့်ကျမတို့မီဒီယာရဲ့ရက်တီချက်ကတော့ဗောနော်ရွေးကောက်ပွဲကိုဆိုရနဲ့အတူပူပေါင်းပါဝင်ဆောင်ရွက်မယ်။ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်ရွေးကောက်ပွဲထဲမှာပါဝင်တဲ့ပြည်သူတွေမဲပေးခြင်းလောက်အောင်စီယုံပြုဆိုပေးမယ်။နိုင်ငံပါတီအကြောင်းကိုပြည်သူတွေထိစီကိုမိတ်ဆက်ပေးမယ်။နိုင်ငံသမားတွေအကြောင်းကိုပြည်သူတွေသိအောင်ပြောပြပေးမယ်။ ဒါအလွယ်လို့ရှင်အချို့အကြောင်းအရာတွေမှာဝေဖန်ပုတ်ခတ်တာတွေအရင်ပြောဆိုတာတွေမလုပ်သေးပါအောင်ရှင့်ဝေဖန်မဲ့ကိစ္စတွေရှိလာရင်တော့မှကျမအမြဲတမ်းသတိထားမိမှာပါနာမည်လေးတက်ပြီးတော့ပြောလို့မရှိပါဘူးဒါအောင်ဘာအောင်ပြလဲဆိုရင်ကျမတို့ဆန္ဒမစောတာကိုပြပါတယ်အချို့သောပုံကိုယ်တွေရွေးကောက်ပွဲကိုဝင်ပါစေအောင်နိုင်ကြပါစေအောင်ရှင်ရွေးကောက်ပွဲနိုင်တော့မှသူတို့ဆက်လက်ပြီးတော့ဝေဖန်ထိန်းကျောင်းရမှာပါရွေးကောက်ပွဲမနိုင်လို့ရှိရင်ကျမတို့ဝေဖန်ထိန်းကျောင်းစရာအကြောင်းမရှိပါဘူးရှင်အဲ့လောက်ဒီပြင်မှတ်ခန့်နေစရာမလိုတော့ပါဘူး ဒီချက်လေးကိုမိဘပြည်သူများလည်းစိတ်ထဲမှာမှတ်သားထားပါဆန္ဒမစောကြပါနဲ့ရှင့်ကျမတို့ brand media အနေနဲ့ရုပ်ကဝဝပုံကိုယ်တွေအားလုံးကိုမိဘပြည်သူများကိုနည်း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 ချင်းစီမိတ်ဆက်ပေးသွားပါမယ်။မိဘပြည်သူများကြိုက်တဲ့သူကိုရွေးချယ်လို့ရပါတယ်။မိဘပြည်သူတို့ရွေးလိုက်တဲ့သူကိုပဲကျမတို့ media အနေနဲ့ media အတတ်ပညာနဲ့လွှတ်တော်တွေရောက်သွားတဲ့အခါနိုင်ငံလုတ်တွေလုတ်တဲ့အခါမှာဝေဖန်ပြီးတော့ထိန်းချောင်းသွားကြမှာဖြစ်ပါတယ်ရှင်။ကျမတို့မြန်မာနိုင်ငံမှာစကားလေးခွန်ရှိရေပေါ့နော်။စင်ပြောင်ကြီးအမိကြမှာတဲ့တဲ့။ ကျွန်တော်အခက်ခဲဆုံးအမှောင်မိုက်ဆုံးကာလတွေဖြတ်သန်းပြီးပါပြီအခုကရောင်းနေလာပါတော့မယ်ဒီလိုချိန်မှာတူးနဲ့တူးမှားရင်းမရှိဘဲနဲ့ဒီခီးလေးကိုအတူတူဆက်ရှောက်နိုင်ဖို့လိုပါတယ်ဒီချက်လေးကသာကျွန်မတို့အတွက်အဓိကလိုအပ်နေတဲ့အချက်လေးသာဖြစ်ပါတော့တယ်ရှင်မိဘပြည်သူများရှင်ကျွန်မခုထပ်မံပြီးတင်ဆက်ပေးရမယ့်သတင်းလေးကမိဘပြည်သူများအားလုံးမျှော်လင့်နေကြမယ့်သတင်းလေးဖြစ်မယ်လို့တော့ထင်ပါတယ်။သတင်းကောင်းစဉ်လေးအရင်ဆုံးပြောပြရမှာပေါ့နော်။ KNU AA နဲ့ Kitte Media တွေကိုကျွန်မတို့နိုင်ငံတော်ကနေပြီးတော့အမှုဖွင့်လိုက်ပါပြီရှင်။ ပြောရမယ်ဆိုရင်ဒါကမိဘပြည်သူတွေဖြစ်ကျင်နေတဲ့စိတ်ဆန္ဒလို့လည်းပြောလို့ရပါတယ်။နိုင်ငံတော်ကလည်းဒီချက်လေးကိုဖော်ဆောင်လိုက်တဲ့အတွက်ကျွန်မအနေနဲ့အထူးဝမ်းမြောက်မိတာတော့အမှန်ပါပဲ။ကျွန်မကိုယ်တိုင်တော့မှလုပ်ခဲ့တဲ့ရက်ပိုင်းတွေက KNU AA ပေါ့နော်စတဲ့ရွေးကောက်ပွဲနှောက်ရက်ဖြည့်စည်းနေတဲ့အင်အားစုတွေကိုမလုပ်သင့်လဲဆိုတဲ့ဒင်းကောင်းစင်လေးနဲ့ဒီပုပ်ကိုလေးဒီလူတွေကိုအမှုဖွင့်ထားရင်ကောင်းမယ်ဆိုပြီးတော့မှအကြံပြုပြီးတော့တင်ဆက်လိုက်ပါသေးတယ်။ဒါကလည်းမိဘပြည်သူများရဲ့စိတ်ဆန္ဒလေးတွေကိုကျွန်မစုစည်းပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။ အခုတော့မိဘပြည်သူများရဲ့စိတ်ဆန္ဒနဲ့နိုင်ငံတော်ရဲ့လုံဆောင်ချက်ကတထက်ထဲကျသွားတာပေါ့ရှင်။အဲ့ဒီရင်လို့ကျွန်မဖတ်ပြပါမယ်ရှင်။ရွေးကောက်ပွဲပြပြစီဖို့အတွက်လှုံ့ဆော်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုပါတီစိုဒီမိုကရေစီထွေရွေးကောက်ပွဲများနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်လှစ်ထားပါပြီဆိုပြီးတော့ပြည်ထဲဝန်ဌာနကနေထုတ်ပြန်ထားပါတယ်။ဒီရက်မှာအမှုဖွင့်ထားတဲ့အင်အားစုတွေကိုကျွန်မဖတ်ပြပါမယ်။နံပါတ်၁ကတော့ KNU Facebook page ကနေပြီးတော့ဟောပြောတာတွေပေါ့နော်ဒီရွေးကောက်ပွဲကိုဖျက်ဆီးဖို့အတွက်လှုံ့ဆော်တာတွေစာရေးထုတ်ထားတဲ့ကိစ္စတွေပေါ့ရှင် ဒိုင်းနဲ့ပတ်သက်ပြီးတော့အကြံဘတ် KNU အဖွဲ့ကပထိုစော်ကွယ်ထူးဝင်းကိုဩဂုတ်လ29ရက်နေ့မှာလှိုင်းပွဲမြို့မရဲစခန်းမှာအမှုဖွင့်လိုက်ပါတယ်ချက်ဒါတမှုနောက်ထပ်တမှုကတော့ဒီအကြံဘတ် KNU အဖွဲ့တွေရပဲပထိုစော်ကွယ်ထူးဝင်းတို့ပထိုစော်ဆဲဂီတို့ပထိုတာတူမှုတို့ပေါ့နော်စားတဲ့လူပုဂ္ဂိုလ်12ဦးတိတိကိုလည်းလှိုင်းပွဲမြို့မရဲစခန်းမှာပဲစက်တင်ဘာလ1ရက်နေ့မှာအမှုဖွင့်ခဲ့ပါတယ်နောက်တမှုကတော့ KNU အဖွဲ့တွေက စောစာပလဲဒီဝမ်းဆိုတဲ့သူကိုလည်းစက်တင်ဘာ9ရက်နေ့မှာလှိုင်းပွဲမှာပဲအမှုဖွင့်ခဲ့ပါတယ်ရှင့်နောက်ထပ်တမှုကတော့ ARV တိုင်းဒေသကြီး၄မျက်နှာမြို့နယ်ရင်းဆက်ကြီးရွာခုံးကြီးကျောင်းမှာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့တာဝန်ရှိတဲ့သူတွေကမဲပေးဆက်ဆိုင်ရာအသိပညာပေးခြင်းတွေလက်တွေ့စမ်းသပ်မဲပေးခြင်းတွေဆောင်ရွက်နေတဲ့အချိန်မှာ AA အဖွဲ့ကနေပြီးတော့ drone နဲ့လာပြီးတော့တိုက်ခတ်ခဲ့ပါတယ်အဲ့လိုတိုက်ခတ်ခဲ့တဲ့အတွက် AA အဖွဲ့ရဲ့ လာတိုက်ခိုက်တဲ့ခါမှာပေါ့နော်ပူပေါင်းပါဝင်ပြီးတော့ရောက်လာခဲ့တဲ့ PD ရဲ့အစံဘတ်သမားတွေရဲ့ကိုစက်တင်ဘာလ၄ရက်နေ့မှာလဲလေးမျက်နှာမြို့နယ် IW နယ်မြေရဲစခန်းမှာအမှုဖွင့်လှစ်ထားပါတယ်ရှင်။နောက်ထပ်တမှုကတော့ချင်းပြည်နယ်ချင်းလန့်ချင်းလန့်အဖွဲ့ပေါ့ရှင်သူတို့ကသူတို့ချင်းလန့်အစိုးရဆိုပြီးဖွဲ့ထားတဲ့အဖွဲ့အဲ့ဒီကနေတော့ဥပထန်းတို့ဒေါက်တာရွှေခါတို့ဥထောင်ဇလျန်တို့ဥရိုဘင်တို့စတဲ့ပုံကိုယ်တွေအားလုံးစုစုပေါင်း18ယောက်ကိုလည်းစက်တင်ဘာလ၄ရက်နေ့မှာဟာခါမြို့မှာရဲစခန်းမှာအမှုဖွင့်ထားပါတယ်။ နောက်တမှုကတော့လူမှုကွန်ရက်မှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုပျက်စီးစေဖို့အတွက်လှုံ့ဆော်ရေးသားနေတဲ့မီဒီယာတွေဖြစ်တဲ့ခစ်သစ်မီဒီယာ Telegram Channel ရဲ့တာဝန်ရှိတဲ့သူတွေ Line Info Telegram Channel ရဲ့တာဝန်ရှိတဲ့သူတွေကိုပြည်တော်စုနေနေနေပြီးတော့ဇမြူတီရီမြို့နယ်အမှတ်၁မြို့မှာရဲစခန်းမှာအမှုဖွင့်ထားပါပြီရှင့်ဒါအပြင်ရဲဖုံးဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကိုလည်းအမှုဖွင့်ထားပါတယ်။ဒီပုတ်ကတော့ရန်ကုန်တိုင်းဒေသကြီးဒေါ်ဘုံမသိညေရက်ကွက်ရဲဖုံးခေါ်ကျော်မင်းဆိုတဲ့သူသိပါတယ်။သူ့တော့ဒေါ်ဘုံမြို့မှာ Yes ကမှာအမှုဖွင့်ထားပါတယ်။ ောက်ထပ်ထူးခြားတဲ့အဖွဲ့ကတော့မွန်ပြည်နယ်တမယူစေရဲ့ရေးမြို့နယ်နာမှာ PPP ပါတီကလူပုတ်ကို၃ယောက်ပေါ့နော်အဲ့၃ယောက်ကိုဖမ်းဆီးသွားတဲ့အကြမ်းဖက်သမားတွေကိုလည်းရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးရတဲ့သူတွေကာကွယ်ပေးဥပဒေနဲ့အမှုဖွင့်ထားပါတယ်ရှင့်ကျွန်တော်ခုဖတ်ပြတဲ့လူပုတ်ကိုတွေအဖွဲ့စည်းတွေကိုပါတီစုံဒီမိုကရေစီထရီရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန့်တားခြင်းကနေကာကွယ်ပေးဥပဒေပုံမှ23ကကြီးနဲ့၎င်း24ခခွေနဲ့၎င်းအမှုဖွင့်ပြီးတော့ရေးယူဆောင်ရွက်တော်မှာဖြစ်တယ်လို့သိရပါရဲ့ရှင့် ီတော့ဒီတည်းကပုံမှန်လေးတွေကျွန်မပြန်နှွေးပေးရမှာပေါ့ရှင်ဥပဒေပုံမှန်23ကကြီးရပါလဲ24ခကိုရပါလဲဆိုတာလေးကျွန်မပြန်ပြီးတော့ပြောပြပါမယ်ဒီဥပဒေပုံမှန်နှစ်ခုလုံးကတော့အခန်းခုနှစ်ကပြစ်ဒဏ်များဆိုတဲ့အထက်မှာကျုံးဝင်ပါတယ်ပြစ်ဒဏ်တွေကတော့23မှာဆိုရင်ပြစ်မှုထင်ရှားစီရင်ခြင်းခံရတဲ့သူကိုထောင်နဲ့အနည်းဆုံး3နှစ်ကနေ9နှစ်ထိချမှတ်လို့ရပါတယ်အဲ့ဒီအပြစ်ကိုမှလူစုလူဝေးနဲ့ကျူးလွန်နေဆိုရင်အနည်းဆုံးထောင်နဲ့9နှစ်ကနေ10နှစ်ထိချမှတ်လို့ရတယ်ငွေဒဏ်လည်းချမှတ်နိုင်ပါတယ် 24ခကွေရတော့ပြစ်မှုတစ်ခုခုကိုလူစုလူဝေးနဲ့ဖောက်ဖျက်ကျူးလွန်ကြောင်းထင်ရှားစီရင်ခံရတယ်ဆိုရင်အနည်းဆုံး9နှစ်ကနေ10နှစ်တိချမှတ်လို့ရတယ်ငွေတန်လည်းချမှတ်နိုင်ပါရဲ့ရှင်ဒီတော့ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ဆိုတော့ဘလို့ပြစ်မှုတွေကိုထင်ရှားစီရင်ခံရလဲဆိုတာလေးပဲပြန်ပြီးတော့နှွေးပေးပါမယ်အဲ့ဒါကတော့အခန်း6ဖြစ်ပါတယ်အခန်း6တားမြစ်ချက်များဆိုတဲ့ထဲမှာပါအခန်း၆တားမြစ်ချက်များမှာဆိုရင်ပုံမှန်၁၆၁၇၁၉၂၀၂၁၂၂တိပါဝင်ပါရဲ့ရှင် ဒီပုံမှန်တွေကိုကျွန်မအတူချုံပြီးပြောပြရမယ်ဆိုရင်တော့ရွေးကောက်ပွဲမှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေလောက်ကင်မဲ့လူပုဂ္ဂိုလ်တွေမဲဆန္ဒရှင်တွေမဲယုံဆောင်တဲ့သူတွေမဲဘုံတာဝန်ရှိရတဲ့သူတွေစသဖြင့်ပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူမှန်သမျှကိုအွန်လိုင်းနေပြီးတော့စော်ကားပုတ်ခတ်တာမရဘူးချိန်ချောက်တာဟန့်တာတာမလျော်ဩစာသုံးတာမရဘူးနာကျင်စီအောင်လုပ်လို့မရဘူးအပြင်းထန်နာကျင်စီအောင်လုပ်လို့မရဘူးဆန္ဒမဲလက်မှတ်မဲပုံမဲပေးဆက်နဲ့ပစ္စည်းကိရိယာတွေကိုလည်းဖြတ်စည်းရလုံးဝမလုပ်ရပါဘူး။ထိခိုက်ဆုံးရှုံးအောင်လည်းမလုပ်ရပါဘူးရှင်။ ဒါပြင်ရွေးကောက်ပွဲကော်မရှင်ရုံးနေရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းရုံးနေမဲရုံနေမဲရုံဖြစ်အသုံးပြုတဲ့အဆောက်အဦတွေမဲလက်မှတ်မဲပုံမဲပိဆက်စက်ပစ္စည်းကရိယာနဲ့သုံးဆောင်တွေကိုထိမ့်သိမ်းထားတဲ့အဆောက်အဦတွေဒီလိုအဆောက်အဦတွေပစ္စည်းအားလုံးကိုဖျက်ဆီးလို့မရပါဘူးရှင့်ဖျက်ဆီးရနှောက်ရတာလုပ်မယ်ဆိုရင်ခုနပြည်တံနေနဲ့ထောင်းနဲ့အနည်းဆုံး9နှစ်9နှစ်10နှစ်ထိကြာခံသွားနိုင်ပါတယ်ကျမဥပဒေလေးကိုပြန်နှွေးပေးရလကားမဟုတ်ပါဘူးတချို့တွေကအခုချိန်ကြီးမြင့်မို့တောင်းစီးစီးနဲ့ပေါက်နေတော့မှပဲမြန်မာနိုင်ငံမှာရွေးကောက်ပွဲကဖြစ်ကိုဖြစ်မှာပါ ြစ်မယ်ဆိုတာတေချာသွားပါပြီရှင်။ကြောက်ရွေးကောက်ပွဲဟာဖြစ်ပြီဆိုတဲ့အတွက်ပါဝင်စင်လဲရပါတယ်မပါဝင်စင်လဲရပါတယ်ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့မြန်မာစကားတခုရှိသလိုပေါ့မကူညီနေမနှောက်ရှက်နေတဲ့အဲ့စကားရှိတယ်။အဲ့စကားလေးကိုခေါင်းထဲမှာမှတ်ထားကြပါ။နှောက်ရှက်မယ်ဆိုရင်တော့ဥပဒေကြီးပါထုတ်ထားတဲ့အတွက်အမှုဖွင့်ရေးယူခံမှာဖြစ်ပါတယ်။ဒါအပြင်ခုနကအမှုဖွင့်ရေးယူခံလိုက်ရတဲ့အဖွဲ့တွေပေါ့နော် KNU တို့ခစ်တဲ့တို့ Lion 4တို့ကတာဝန်ရှိရတဲ့သူတွေအားဆိုရင်လေ နောက်တစ်ချိန်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဗောနမြန်မာနိုင်ငံပြန်လာခြင်းဒီဖြစ်စီလက်နက်ကိုင်ဖွဲ့တွေဆိုရင်ငြိမ်းချမ်းရေးစပွဲဝမ်းလာခဲ့ခြင်းဒီဖြစ်စီအရင်ဆုံးအမှုတန်းလန်းနဲ့လာရမှာအရင်ဆုံးအဲ့ဒီအမှုအရင်ဆုံးရင်ဆိုင်ရမှာလာမယ်ဆိုတော့အထက်စီးရလာလို့မရတော့အောက်စီးရလာမယ်အချိန်ဒီဖြစ်သွားတာဗောရှင်ပြီးတော့ကျွန်မတတိယမိလို့ဗောနော်အန်ယူဂျီကလုတ်တက်တဲ့အချိန်ရှိရယ်လေဒီကနေပြီးတော့ အမှုဖွင့်လိုက်တာတို့အကြမ်းဖက်နေကျင်ညာလိုက်တာတို့ဆိုသူတို့ကလည်းဟိုတန့်ပြန်ကျင်ညာတာပေါ့နော်အာ NASA ကဒီအစိုးရထုတ်လိုက်တဲ့ဟာကမဟုတ်ဘူးဒါကပြက်ပြဲပြီးသားဖြစ်တယ်ဆိုပြီးပြောတာဆိုတော့လေအညူကြီးကိုယုံကြည်ရတဲ့သူအနေနဲ့ကအညူကြီးကပြောတဲ့အတိုင်းပြက်ပြဲတယ်ဆိုရင်ပြက်ပြဲလို့တကယ်ယုံနေဆိုရင်အခုအမှုဖွင့်ထားတဲ့ဒေတာတွေအစီကိုနောက်ချိန်ကျရင်ပြန်လာရဲပြန်လာကြည့်လိုက်ပေါ့ရှင်အညူကြီးပြောသလိုပြက်ပြဲပြီးသားလားကျမတို့ပြောသလိုအမှုဆိုတာဆွေယူထုံးစံမရှိဘူးလားဆိုတာလားဆိုတာကတော့ရောက်တဲ့အခါသိမှာပေါ့ရှင် ဒါပြင် online ပေါ်ကနေပြီးတော့ပေါ့နော်အခုချိန်မှာကိုကမြန်မာနိုင်ငံလို့အကျိုးအားရောက်နေရဲဆိုပြီးကျမတို့နေစဉ်နေတိုင်းဆဲဆိုနေတဲ့သူတွေရှိပါတယ်အဲ့လူတွေလည်းကျမပေါ့နော်ဒါပြောပြကြင်တာပါလဲဆိုတော့လောက်ခဲ့သမျှအရာအလုံးအခြေရကြတယ်နော်ဒါတွေအလုံးကျမတို့လက်ထဲမှာရှိထားပြီးသားပါကျမတို့ကစောင့်နေပါတယ်မြန်မာနိုင်ငံနေပြီးတော့စောင့်နေပါတယ်ဒါပြင်ကျမတို့မြန်မာနိုင်ငံနေစောင့်နေရဲဆိုမဲ့ကျမတို့နိုင်ငံမကြငယ်ဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီးအစိုးရအသက်တက်တော်မှာအချိန်ကြာလို့ရှိရင်ကျမတို့က ပွင့်လင်းမြင်သာတဲ့အစိုးရတစ်ခုဖြစ်သွားပြီဒီလိုဖြစ်သွားလို့ရှင်အင်တာပိုနဲ့ချိတ်ဆက်ပြီးတော့အချုပ်ရာဇဝတ်သားတွေကိုနိုင်ငံပြင်ပထိဖမ်းလို့ရတယ်ဆိုတာလည်းမမေ့စေချင်ပါဘူးနော်ကျမတို့ကဒီငါးနှစ်လုံးမှာဒီလိုမျိုးအောက်တန်းစားတွေရဲ့ဆဲဆိုခြင်းကိုနေတိုင်းခံနေရတာဆိုတော့လေကျမတို့လည်း data တွေစုထားပါတယ်အမှုဖွင့်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့သူတွေတောင်ရှိနေပါပြီကျမတို့ကြိုတင်မပြင်ဆင်ရသေးပါဘူးကျမဖွင့်တင်မဖွင့်တင်စဉ်းစားအောင်ပဲပေါ့နော် အလုတ်ရှုပ်ခံနိုင်တယ်ကျွန်မအချိန်ပေးနိုင်တယ်ဆိုတော့ဖွင့်ပါပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့ဒီ data တွေပဲခဏကင်ထားပြီးကြည့်ပါအောင်မယ်ဘာလို့တချို့တွေကပတ်ဆဲထားတာဆိုတော့လေကျွန်မမဖွင့်သေးရင်တော့မှအရှိမ3-5ရောက်ဖွင့်လို့ရှင်သူအမှု3-5ကိုရင်ဆိုင်ရအောင်ပါဆိုတော့လေအဲ့ဒီအမှု3-5ကိုပြီးမှပဲကျွန်မအလှည့်ရောက်တော့မှကျွန်မဖွင့်သင့်မဖွင့်သင့်ဆက်လက်ပြီးတော့စဉ်းစားတာပေါ့ရှင်ဒါကကျွန်မအနေနဲ့သတင်းတင်ဆက်တဲ့ထဲမှာအမြင်နဲ့ထည့်ပြောသလိုစမ်းနာမစောပါဘူးရှင်အေးစေးပါအဲ့လိုပဲသတ်မှတ်ထားကြပါတယ်ပြီးတော့ကျွန်မစိတ်ထဲမှာတွေးထားရလေခုရှိရပါတော့ အော်ကျမကနည်းနည်းအလိုလူတွေကခွင့်လွတ်တတ်တဲ့စိတ်လေးရှိရဆိုတော့လေအော်ငါ့ကိုဆဲတာကငါဝေကျွေးရှိလို့ပဲဆိုပြီးတော့တွေးပြီးတော့လည်းခွင့်လွတ်ချင်လည်းခွင့်လွတ်မှာပေါ့ရှင်ဒါမဲ့ဒါကလည်းသူတို့အချိုးကြည့်မှာပေါ့သူတို့မြန်မာနိုင်ငံပြန်လာပြီးတော့မှလည်းလိမ္မာမှာနေထိုင်နေမိဘပြည်သူတွေကိုစိတ်ဒုက္ခမပေးဘူးဆိုတော့ကျမတို့ခွင့်လွတ်မှာပေါ့နော်အဲ့လိုမှမဟုတ်ပဲမြန်မာနိုင်ငံလည်းပြန်လာတယ်သူတို့ကြောင့်စိတ်ဒုက္ခစိတ်ပင်ပန်းမှုတွေရှိနေရင်မိဘပြည်သူတွေကိုပတ်ရန်နေမယ်ဆိုတော့ကျမတို့ဖွင့်တဲ့ဖွင့်ပါပါဒါကကျမတို့မိဘပြည်သူတွေကိုကျမတို့တတ်ဆွမ်းသမျှကာကွယ်စောင့်ရှောက်တာပါ ျမတို့ဒီလိုပဲခံယူပါရရှင့်။ဒါကြောင့်အခုချိန်မှာကျမတို့ဆဲနေတဲ့သူတွေပေါ့နော်စိတ်ကြိုက်ဆဲပါရပါတယ်ဆဲပါများများဆဲလေကောင်းနေပါပဲ။တို့အခုလိုများများဆဲခြင်းအပြင်ကျမတို့အကျိုးမြတ်နှစ်ခုရထားရလဲရှိပါတယ်။အကျိုးမြတ်နှစ်ခုတော့တို့မြန်မာပြည်ပြန်ရောက်တဲ့နေ့ကျမှပဲကျမပြန်ပြောပြပါတော့မယ်။အခုချိန်တော့မပြောသေးပါဘူးရှင့်။ဒါလေးတော့သတင်းသုံးသပ်ချက်ထဲမှာကျမသတိရလို့ပြောပြတာပါ။နိုင်ငံတော်ကအခုဆိုရင်တင်းပြည့်ချက်ပြေလောက်ကင်လာပြီ။ဘာကြောင့်တို့လောက်လဲဆိုတာလေးကိုလည်းနောက်ချိန်ကျရင်သိလာပါလိမ့်မယ်။အခုချိန်ကတော့အချို့ရလေးတွေမှာ ချူပြောလို့မသိတဲ့အတွက်ကျွန်မမပြောတော့ပါဘူးရှင်။မိဘပြည်သူများရှင်ကျွန်မအခုတင်ဆက်ပေးမယ့်သတင်းလေးက TNN လေးရဲ့ဖွင့်ရမိဘပြည်သူတွေကိုပတ်ရန်နေတဲ့သတင်းလေးတစ်ခုပါ။အဲ့ဒီတဲ့လေးကတော့ TNL လေးကနေပြီးတော့ဒီစစ်ကောင်စီရဲ့ထောင်လိုင်းတပ်ဖွဲ့ပါဆိုပြီးတော့ပြည်သူတွေကိုဆွတ်ဆွဲပြီးတော့၁၀ရောက်ထက်မနည်းကိုဖမ်းဆီးထားပါတယ်။သူတို့ဖမ်းဆီးထားတဲ့အကြောင်းရင်းကတော့သူတို့ဒီ TNL လေးထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမျိုးတွေမှာရှိတယ်တဲ့။နေရောပေါ့နော်။ထောင်လိုင်းတပ်ဖွဲ့ဝင်တွေကနီလာပေါင်းစုံနဲ့ဝင်လာခဲ့ပါတယ်တဲ့ရှင်။ ဒီလူတွေတို့ကဘယ်နားကနေသွားပြီးဖမ်းဆီးရမည်လဲဆိုရင်တဲခိုကန်ဟိုတယ်ဘုံကြီးကျောင်းမတန်ငါတဲ့နေရာတွေမှာဝင်ဆက်ပြီးတော့ဖမ်းဆီးရမိခဲ့တယ်လို့ပြောပါတယ်အမျိုးသမီးတွေလည်းပေါင်ပါတယ်ရှင့် TNL ကဖော်ပြထားတာကတော့သူတို့ထိန်းချုပ်ထားတဲ့မြို့တွေပေါ့နော်တက်ကလည်းပြန်လဲသိမ်းပိုက်ဖို့အတွက်ရည်ရွယ်ပြီးတော့လာရှိုးကနေကြောင်မဲတီပေါ်ထောက်လန်းဖို့အတွက်တပ်ဖွဲ့ဝင်တွေယာနေချီပို့ဆောင်လာတာဖြစ်တယ်တဲ့အဲ့ဒီပို့ဆောင်တဲ့ထောက်လန်းရေးအဖွဲ့တွေကခီးသွာတထေကားဆရာတရောင်းစားပေါ့နော်အဲ့လိုရောင်းဆောင်ပြီးတော့လမ်းလျှောက်ပြီးလာတာတမျိုးစိုက်ကယ်နဲ့ လာတာတမျိုးကားစီးပြီးလာတာတမျိုးစတဲ့ပုံစံမျိုးမျိုးနဲ့ကြောင်မဲနဲ့တီဘောမျိုးတွေတဲ့ဝင်ရောက်လာတာဆိုပြီးတော့သူက TNL လေးကစက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒါပြင် TNL လေးကထပ်ပြီးတော့ရေးထားလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီထောင်လန်းရေးတွေကပေါ့နော်စစ်တပ်ကလွှတ်လိုက်တဲ့ထောင်လန်းရေးတွေကပေါ့ရှင် TNL ရဲ့စင်အားတွေလက်နက်ခဲရဲတွေလမ်းပန်းဆက်သွယ်ရေးထောင်လန်းတာတွေနဲ့လေကြောင်းနေပြီးတော့တက်မလို့သူတို့တိုက်ခိုက်ပြီးရဲ့ခါမှာဆိုရင်ပြစ်မှတ်တွေပေါ့နော်ထိရောက်မှုရှိမရှိဆိုတာတွေကိုသိရှိနိုင်ဖို့အတွက်ဒီလိုသတင်းချက်လက်တွေထောင်လန်းဖို့အတွက် ရောက်လာတာဆိုပြီးတော့သူတို့ကဟောထုတ်ပြောဆိုထားပါတယ်။ဒီသတင်းလေးမှာမိဘပြည်သူများအောင်ကျွန်မသုံးသပ်ချက်နေနဲ့ပြောချင်တာကတော့သူတို့ပြောတဲ့ဖြစ်နိုင်ခြေကမှန်ကန်မယ်လို့မိဘပြည်သူများထင်ပါသလား။တက်မတော်ကလေကြောင်းပစ်ခတ်မှုတွေလုပ်တဲ့အခါမှာဆိုရင်ခုနောက်ပိုင်း drone တက်ဆိုတာရှိတယ်။စစ်စင်ရေးတစ်ခုလုပ်တဲ့အခါမှာကင်းထောက် drone အနေနဲ့တွားပြီးတော့ရုပ်တံနေနဲ့တိကျကြည့်လို့ရတယ်။ဒါအပြင်ဟိုတရားဝင်တက်မတော်မှာဒီထက်ပိုပြီးအစင့်မြင့်နည်းပညာရှိရဲ့ရှင့်။ အခုဆိုရင်နိုင်ငံကြီးအချို့ကကျမတို့ဂျိုးဒုနေပညာနဲ့ပတ်သက်ပြီးတော့လေအကူအညီတွေပေးထားတယ်။ TNL တွေဘယ်နာပုံခုနေရဲဘယ်နာရှိရဲဆိုတော့ဒေသခံပြည်သူတွေကသတင်းမပေးရင်တော့မှမြေပြင်မှာသွားပြီးတော့စုံလန်းထောက်လန်းနေကြမလို့ရင်တော့မှ data တွေနေရာတွေကိုကောင်းကောင်းသိနိုင်တယ်။ပြောမလို့ဂျိုးဒုကနှမ်းကြည့်လို့ရရဲ့ရှင်ကျမပြောချင်တာ။ဘယ်နာမှာအဆောက်အဦရှိတယ်ဘသူရှိတယ်ဆိုတော့ကောင်းကောင်းသိနိုင်တဲ့တရားနေမြေပြင်မှာသွားပြီးစုံလန်းစစ်ဆေးနေကြလို့လည်းခင်မဟုတ်တော့ဘူးရှင်။ တော့ဒီမြို့တွေထဲဝင်လာတဲ့သူတွေကဘယ်သူတွေဖြစ်နိုင်လဲဒီမြို့ကန်တွေလည်းဖြစ်နိုင်လဲအခြားမြို့ကနေပြီးတော့ဒီမြို့ကိုလာပြီးတော့ဗောနောဒုက္ခရောက်လို့ပြေးလာတဲ့သူတွေလည်းဖြစ်နိုင်တယ်အချို့တွေကြတော့စစ်ပြေးတွေရဲပြေးတွေဓာပြင်ကိုစီဒီယံလောက်ပြီးတော့ထွက်ပြေးသွားတဲ့သူတွေအမှုခင်းတစ်ခုခုကြောင့်ထွက်ပြေးတဲ့သူတွေရဲဖမ်းခံရမှာဆိုလို့အဲ့ဒီနယ်မြေတွေကိုရောက်လာတဲ့သူတွေလည်းဖြစ်နိုင်တယ်ရှင့်နောက်ဆုံးတစ်ခုကတော့စစ်မှုတန်းဥပဒေကိုကြောက်ပြီးတော့စစ်မှုမထမ်းကျင်ပါဘူးဆိုပြီးတော့ လက်နက်ကိုင်တွေအိုးဆိုးတဲ့နေရာတွေကိုသွားတဲ့သူတွေလည်းဖြစ်နိုင်တယ်။ TNL ကသူတို့ညနေစိမ့်တဲ့သူတွေအားလုံးဖမ်းပြီးတော့စစ်ထောက်နှိုင်းရေးပါဆိုပြီးတော့ဖမ်းဆီးစစ်ဆေးနေတာပါ။ရိုင်းနှံနှိပ်စက်တာတွေတောင်လုံမလားမသိဘူးရှင်။ဒီလောက်ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးထဲမှာလူတရလူတွေရာပေါင်းချီလှုပ်ပြီးတော့သတင်းရှုစရာလိုလားရှင်ကျွန်မပြောချင်တာရှင်းရှင်းလေး။ TNL ကချုပ်နီးပညာရဲ့သူ့မှာမရှိတိုင်းစစ်တပ်မှာမရှိဘူးသူတို့ကထင်နေရ။ဇလန်းနေအဲ့လိုဖြစ်ကြတာ။ တော့မိဘပြည်သူများအနေနဲ့ပေါ့နော်ကျွန်မပြောချင်တာအခု TNN ရအဲ့လိုလုံဆောင်ချက်တွေလုပ်နေရပတ်ရန်နေရပေါ့ရှင်အကြသူတို့ထိန်းချုပ်ထားတဲ့မြို့တွေကိုတက်မလို့ပြန်ပြီးတော့ရယူနိုင်ခြင်းမရှိမချင်းအဲ့ဒီမြို့တွေနောက်မသွားပါနဲ့ရှင်စစ်ထောင်လမ်းကြီးပါဆိုပြီးတော့ဆွဆွဲပြီးကိုယ်ဒုက္ခပေးနိုင်ပါတယ်မြို့ခံဆန်တော့မှဖြစ်နိုင်မြို့တွေကိုမပြန်ပါနဲ့အောင်ဘီကင်းတဲ့နေရာမှာပဲခဏနေပါသူတို့တွေကပတ်ရန်နေရဆိုတော့လေတတ်တတ်နဲ့ကြားထဲမှာဒုက္ခရောက်မှာစိုးလို့ပါဘာမှမတတ်မလို့မနိုင်မဲ့တူတူပြည်သူကိုမဲတာပါပဲ။ ပြည်သူကအမဲမခံကြင်တော့သူတို့ရှိရနေမှာမတော်ပါနဲ့တက်မတော်ကပြန်လဲသိမ့်ပိုက်ပြီးရဲ့အထိခက်တခဏဆောင်းဆိုင်ကြပါလို့သာတိုက်တွန်းချင်ပါတယ်ဒီထက်ပိုကောင်းတဲ့အကြံဉာဏ်လဲကျမတို့ပေးလို့မရတော့ပါအောင်ရှင် TNL လေးကတော့ပညာမတက်တဲ့အခြေအနေတစ်ခုမှာပေါ့နော်လှုပ်ချင်ရလှုပ်နေမှာပါပဲသူတို့မှန်တဲ့အချိန်မီရှောက်လှုပ်နေမှာပေါ့နော်ဒီရက်မှာပြည်သူတွေကြားညံမှာဆိုလို့ကျမပြောပြပေးတာဖြစ်ပါတယ်ရှင်မိဘပြည်သူများရှင်ကျမဒီနေ့နောက်ဆုံးသတင်းမှာတော့ PDF အဖွဲ့ဝင်၄ယောက်ပေါ့နော်မြမတက်မော်စီကိုအလင်းဝင်လာခဲ့တဲ့သတင်းလေးတွေမှာမိဘပြည်သူများတည်တင်းတိထက်တဲ့အချက်လေးတွေပြောပြပေးပါမယ် စက်တင်ဘာလ24ရက်နေ့မှာဆိုရင်နိုင်ငံတော်ကသတင်းထုတ်ပြန်ထားပါတယ်။ PDF တွေအားဆိုရင် အတင်းအတမစုဆောင်ခံရတာရှိရဲ့အကြမ်းဖက်သမားတွေရဲ့အကျိုးစီးပွားအတွက်အသုံးချခံရတာရှိရဲ့လူငယ်ရှိရဲ့ပေါ့နော်။အဲ့လူငယ်တွေအားဆိုရင်အခုချိန်မှာတက်မတော်စီကိုအလင်းဝင်လာခဲ့တဲ့အခြေအနေဖြစ်ပါတယ်။ဒီလိုအခြေအနေတစ်ခုမှာတက်မတော်နေနဲ့လက်ခံပေးခဲ့တဲ့ဥရိပောင်းတဲ့ကိုပြန်လည်ဝင်ရောက်လာတဲ့ PDF 4ဦးကိုမနေ့ကလက်ခံခဲ့တာပါ။ဒီထက်နှစ်ယောက်ကဘကိုးတိုင်းဒေသကြီးမင်းလူမျိုးနဲ့ထန်းသမင်မျိုးနဲ့ရာဆိုပြီးသိရပါတယ်။ နောက်ထပ်နှစ်ယောက်ကတော့ဒင်းနိုင်တိုင်းဒေသကြီးတရရချောင်းမြို့နယ်က PDF အဖွဲ့ဝင်တွေဖြစ်တယ်လို့သိရပါတယ်။သူတို့ကဥရီပေါင်းနဲ့ပြန်လည်ဝင်ရောက်လာတဲ့အခါမှာဆိုရင်လက်နက်တွေ GA နေပါရှူလာခဲ့ပါတယ်။ MA1 တစ်လက်ပါတယ်။ GA3 ခုပါတယ်။ G 82တောက်ပါတယ်။ RPG ကတစ်လက်ပါတယ်။ RPG ဘုံးတီလေး40မမဘုံးတီပေါ့နော်3လုံး4လုံးစသဖြင့်ပေါ့ရှင်။အဲ့လိုမျိုးယူဆောင်လာခဲ့ပါတယ်။ဒါတွေကိုတိုင်းမှုစုကိုပြန်လည်ပြီးတော့အနှံတဲ့အခါမှာတိုင်းမှုကနေပြီးတော့လက်ခံယူခဲ့ပါရှင်။ ဒီလိုလက်နက်ခဲနေပါလာတဲ့အတွက်လဲစုငွေတွေလည်းပေးခဲ့ပါတယ်။ပြီးတော့ဥရေပေါင်ထဲမှာပြန်လည်ရောက်ရှိရသူတွေကိုဝန်ခံကတိလက်မှတ်တွေရေးထိုးစေတဲ့မိဘတွေစီကိုပြန်အပ်ခဲ့ပါတယ်။မိဘတွေကတော့စိတ်အေးသွားတာပေါ့ရှင်။ကျမအနေနဲ့ပီတက်တွေအလင်းဝင်တဲ့ကိစ္စကိုအင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ထဲမှာတော့မပါတာမှန်ပါပဲ။ကျမတို့ကဒီသတင်းကဝမ်းမြောက်ဝမ်းသာတင်ဆက်မဲ့သတင်းမျိုးတော့မဟုတ်ပါဘူး။သူတို့တွေဘာလို့ခဲ့လဲဆိုတော့သူတို့ပဲတည်ဆုံဖြစ်မှာပေါ့နော်။ဒီကလည်းစစ်ဆေးမှုတွေရောလုပ်မှာပါ။ဒါပြင်ပီတက်တွေလှုပ်ဆောင်တဲ့အမှုတွေကကျမတို့သိပြီးသားဆိုတော့လေ ဒီလိုလူတွေကပြန်ဝင်လာတဲ့အချိန်မှာတကယ်တော့နောင်တရတာဟုတ်လို့လားစစ်တေရှုံးမှပြန်ဝင်လာလေကျွန်မပြောချင်တာစစ်တေရှုံးမှပြန်ဝင်လာတာဖြစ်တဲ့အတွက်ဒါကစစ်မှန်သောအလင်းဝင်ခြင်းဟုတ်မဟုတ်ဆိုတာကတော့အမြင်နဲ့သိထားပြီးတော့စောင့်ကြည့်ရမယ့်သူတွေဖြစ်ပါတယ်ပြောမှာဆိုတော့တာမန်လူတွေလိုမျိုးသူတို့မထားသင့်ဘူးလို့တော့ကျွန်မမြင်နေပေါ့နော်ဘယ်လိုဖြစ်ဖြစ်လေအလင်းဝင်လာတဲ့ဆိုတော့ညမတက်မော်နဲ့အသေးသေးတိုက်ခတ်နေရတဲ့ဆိုင်တော့ကောင်းတယ်လို့ပဲတွေ့ရမှာပေါ့နော်အစိုးရရအကောင်မရှင်အဲ့လိုပဲတွေ့ရမှာပေါ့ကျွန်မတို့ကအရင်ပါဖက်ဖြစ်တာတွေမျှော်လင့်လို့မှမရသေးဘူးပြီးတော့ PDF တွေကဝင်လာတဲ့အခါမှာ သူတို့ရင်ဖွင့်စကားပြောထားတာရှိပါတယ်အဲ့ဒီအတိုင်းလေးကိုပဲကျွန်မမိဘသူများအတိအကျလေးတင်ဆက်ပေးပါမယ်ရှင့်ဒါမှတက်ဝဲပြောဒီ2025ခုနကပဲနှစ်ရည်နေမှာကျွန်တော်တို့ဒီစစ်ဆောင်နေပြေဆောင်ကြီးအောင်ရရှိသွားရပေါ့အဲ့လိုမျိုးရရှိသွားတဲ့အချိန်မှာဒီကျန်းသက်လက်လက်ပိုင်းကြီးရွာထဲဝင်လာပြီးကျွန်တော်တို့အတိုက်ရယောက်ျားလေးတွေကိုသူတို့ဝေယဝိစာခိုင်းဖို့နဲ့သူတို့ခွဲထဲဝင်ဖို့ဆိုပြီးတော့သူတို့ခေါ်ဆောင်သွားရပေါ့ရန်အောင်မှာပြန်ပြီးနေလို့ရပြီပြန်မယ်ဆိုတော့သူတို့စခိုင်းနေလို့တည်နေတာဒီတော့ဒီတော့ကျွန်တော်တို့ကသူတို့ခိုင်းတာတွေလည်းလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ပြပကကြည့်လို့ရှိရင်ကျွန်တော်တို့ဖမ်းပြီးတော့ နှိမ့်ဆက်မယ်အဲ့လိုမျိုးပြောတယ်ကျွန်တော်အမှတ်ဆက်ပြီးနေခဲ့ရတယ်ပေါ့ကြားလာတော့လူတွေခွဲကြလာတယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ပဲလောက်ကတင်းဆိုလဲကျွန်တော်တို့ပဲဆောင်ရတယ်အဲပြောမဆိုမရှိလို့ရှိရင်ကျွန်တော်တို့နှိမ့်ဆက်ခံရတယ်ပေါ့ပြည်သူတွေကိုဥပဒေပဲဆိုဖမ်းတယ်ဖမ်းတယ်ပြည်သူတွေကနှိမ့်ဆက်တယ်ကျွန်တော်တို့တွေဆိုလို့ရှိရင်ဒီမိဘတွေစီနဲ့အဆက်အသွယ်လည်းမရဘူးမိဘတွေလည်းဆက်သွယ်မလုပ်ခိုင်းဘူးဖုန်းတွေဆိုလို့ရှိရင်လည်းတင်ကြတယ်။ဒါကြောင့်မို့ကျွန်တော်မိဘတွေလည်းပြန်နေခြင်းနဲ့မြို့ပေါ်မှာစားတဲ့ငွေကြေးတွေပျော်နေတာမျိုးလို့ရှိရင်ကျွန်တော်တို့အားကြမြင်တယ်နော်။ပြီးတော့ငွေလိုလိုလည်းလည်းနေခြင်းနဲ့ ဥရိပောင်းတွေမှာစီးကြဲနေကြလဲပြန်လဲနေနေတာကြောင့်ကိုကျွန်တော်တို့အလေးရောက်တိုင်ပြီးတော့ဖွဲထဲမှာပြရားအကောင်းဆုံးဆိုတဲ့လက်လက်တွေယူဆောင်ပြီးတော့တက်မလို့လားအလင်းဝင်ရောက်လာပါအဲ့တော့ဒါလေးဝင်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တက်မလို့ဘက်ကနေပြီးကျွန်တော်တို့ကိုနှိမ့်ဆက်ပြီးမဲနိုင်မရှိတဲ့အပြင်အခုလိုမျိုးလေးလေးလေးချိုးဆိုတဲ့လူကကျွန်တော်တို့တိုင်းမတူမှန်းတာလေပြီးတော့ PDF ထဲမှာရှိတဲ့ညီကိုတွေလည်းပြောချင်တာတက်မလို့ထံကိုအလင်းဝင်မှာတက်မလို့ဘက်မှာလည်းလူလူတာလက်ကမ်းချိုးဆိုနေပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီညအခုပြောရတဲ့ PDF ရဲ့ပြောစကားအရှာဆိုရင်ပေါ့နော် သူတို့တွေစစ်ဘေးရှောင်ဖြစ်သွားတဲ့အခြေအနေတစ်ခုမှာ PDF အဖွဲ့ဝင်တွေအသုံးချခြင်းကိုခံလိုက်ရတာ။ PDF တပ်ဖွဲ့တွေရောက်သွားခဲ့တယ်။ရောက်သွားပြီဆိုမှတော့ဟိုကလည်းသူတို့ပြန်မလွတ်တော့ဘူး။ရှင်းဒီလမ်းမျိုးစုံနဲ့ချိန်ချောက်ထားတယ်။လူငယ်တွေကအသိဉာဏ်ပညာနည်းတဲ့အတွက်ဒါအောင်ကြောက်လန့်ပြီးတော့ဒီဖွဲ့တွေမှာနေနေခဲ့ရတဲ့အခြေအနေတစ်ခုပေါ့။ဒီလိုရှိသွားတဲ့လူငယ်လေးတကယ်ရှိပါတယ်။မရှိလို့တော့ဆိုလို့တော့မဟုတ်ပါဘူး။ဒါပေမဲ့ PDF ဖွဲ့တွေရောက်သွားတဲ့ဆိုမှတော့ PDF တွေရဲ့အကျင့်ဆိုးတွေကူးဆက်ပြီးပါမလာပြီးတော့လိုတာပေါ့ရှင်။အကျင့်ဆိုးတွေဆိုတော့မကူးဆက်တဲ့ဘူးလေ။ ကျွန်မဆိုလိုချင်တဲ့သဘောတရားလေးကိုနားလည်သိရှိမယ်လို့လည်းမျှော်လင့်ပါတယ်။ဒါပြင်ရဲရွာတွေကသူတရားရော PDF တွေလင်းဝင်ပြီးပြန်ဝင်လာတယ်ဆိုသူတို့ကြောက်နေမှာ။ပေါင်းတဲ့ဆက်ဆံရဲပါမလား။ကျွန်မနိုင်ငံကမိဘပြည်သူတွေကထောင်သွင်းအချင်းချင်းပြန်လွတ်လာတဲ့သူဆိုရင်တော့မှပေါင်းတဲ့ဆက်ဆံမှုအတွက်ကကြောက်စိတ်တွေရှိကြတာဆိုတော့လေ PDF တွေရောကြောက်စိတ်နဲ့ဆက်ဆံနေမလား။ဒီလိုဒဏ်တွေကိုဒီလူငယ်တွေရောခံနိုင်မှာမလား။ပြောမယ်ဆိုလူမွေးပြဿနာအများကြီးပါပဲ။တိုင်းပြည်မှာကောင်းသွားတာဘာမှမရှိဘူး။ဆိုးသွားတာကြီးပဲ။ ဒီလူငယ်အတွက်လည်းမကောင်းဘူးသူတို့မိဘတွေအတွက်လည်းမကောင်းဘူးရဲရွာထဲမှာရှိရတဲ့အတွက်လည်းမကောင်းဘူးဘသူမှကောင်းတဲ့ကိစ္စကြီးဖြစ်သွားခဲ့တာပေါ့နော်ပြီးတော့အလင်းဝင်တာတော့ကောင်းပါတယ်အလင်းဝင်တဲ့နောက်ဆက်တွဲမှာဖြစ်လာတဲ့ကိစ္စတွေကိုလည်းလက်ခံတဲ့သူတွေကထပ်ပြီးတော့တာဝန်ယူအောင်မှာဖြစ်တဲ့အတွက်ဘသူမှတော့အဆင်ပြေချုံးဝေနေမယ်လို့ကျွန်မမမြင်ပါဘူးရှင်အဲ့လိုဆိုပြန်တော့ပီဂျက်တွေအမြင့်ပြတ်တဲ့ဒီတိုက်ကြမလားဆိုပြန်တော့လေအခုလိုပေါ့နော်မတရားဖန်ဆီးခံရတဲ့သူတွေမလိုက်ခြင်းပဲလိုက်သွားတဲ့လူငယ်တွေတွေ့ကြတော့သူတို့မျက်နာအောင်လဲကျမတို့ပြန်ကြည့်ရပြန်ရော သူတို့မိဘတွေရဲ့နှလုံးသားကိုလည်းကျမတို့ကစာနာရပြန်ရောကျမတို့ကခတ်နေရအဲ့ဒါပဲဂယုနာတွေချစ်ချင်းမြတ်တာတွေကိုချင်းစာစိတ်တွေကြီးမားတဲ့သူတွေကလောကကံရရန်ခတ်တယ်ခါကြရင်ကျမတို့လည်းရက်ဆက်တဲ့နှလုံးသားတွေပိုင်ဆိုင်လိုက်ခြင်းနဲ့ပေါ့နော်ရက်ဆက်ဆက်သာလုတ်ပြစ်လိုက်ခြင်းနဲ့အခြေအနေမျိုးတွေပေါ့ရှင်ကျမတို့လိုပဲနိုင်ငံကောင်းဆောင်တွေလည်းဖြစ်နေမယ်လို့ကျမယုံကြည်ပါတယ်ဘလို့အဖြစ်မြတ်တာတရားသာအောင်မြင်ရဆိုတကယ်တူပေါ့နော်ကျမတို့လူတွေပေါ်မှာထားရှိရတဲ့အတိုင်းမျိုးမှာထားရှိရတဲ့မေတ္တာတရားလေးရဲ့အစွမ်းထက်လာရင်တော့တချို့တွေ အချိုးလေးပြောင်းသွားမယ်လို့မြင်ပါတယ်။အချိုးလေးပြောင်းပါစေလို့လည်းဆန္ဒပြုပါတယ်။ကျမအတင်းလေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာလိုက်ပြစေတော့မိဘပြည်သူများလည်းနေ့စဉ်ဒီတိုင်းပေါ့နော်။တင်းလေးနားထောင်ရတာမောလှရောပေါ့ရှင်။ကျမလည်းတင်းလေးရှာဖွေတင်ဆက်ရတာရင်မောလှပါတယ်။ကိုယ်နိုင်ငံမှာဖြစ်နေရဲ့ရက်ဆက်ယုံမှမှုတွေစိုးဝါးစွာပြက်စင်းမှုတွေမြင်ရတာတရက်တစ်မိနစ်မှလည်းစိတ်မချမ်းသာပါဘူးရှင်။ရင်မောရပါတယ်။မိဘပြည်သူများလည်းကျမလိုပဲဖြစ်နေမှာပါ။ ကြောက်ခါကြရင်ကျမစိတ်တက်တက်ကြွအောင်လို့ပေါ့နော်အချို့တော့စိတ်တက်တက်ကြွမဲ့တရင်လေးတွေကိုရှာဖွေပြီးတော့ပြောပြပေးတာဖြစ်ပါတယ်အဲ့လိုပြောပြန်တော့လေကျမတို့ပြောတယ်ဘောမတယ်တဲ့ဘောမတယ်ပေါ့နဲ့တို့အဖတွေပဲကောင်းတယ်တို့အဖတွေပဲသူတော်ကောင်းဆိုပြီးတော့ခက်ရွယ်ရွယ်လာရေးကြတယ်မိဘပြည်သူတွေကရှိပြန်တယ်ကျမတို့အဲ့လိုသဘောမဟုတ်ပါဘူးရှင်မိဘပြည်တွေစိတ်တက်ကြနေတဲ့အတွက်ကောင်းရကောင်းကျိုးလေးလည်းကျမတို့ရှာဖွေတင်ဆက်ပေးတာပါကျမတို့စေတနာနားလည်သူတွေဆိုရင်ကျမတို့အဲ့လိုစကားမပြောပါဘူးရှင်နားမလည်လို့ပြောရလို့ပဲတတ်ပတ်လိုက်ပါတယ်ဒီတော့လည်းစိတ်တော်မဆိုးပါဘူး ်ဒီနေ့အချိန်ကျရင်တိလာမှာပါကျမတို့ရဲ့စေတနာလေးတွေနားလည်လာမယ်လို့မျှော်လင့်ပါတယ်ကျမတဲ့င်းလူတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘသူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေကောင်းကျိုးလူဝင်ဆန္ဒများပြေဝါကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်